ဘုံကြီးကျောင်းတစ်ခုမှာဇလန်းကိုအစာပြုထားခဲ့ပြီးရှင်လောင်းဝစ်ဆောင်ကိုဝစ်ဆင်ထားတဲ့လူငယ်တယောက်ဟာသူ့နားထဲမှာတရားစာရုပ်ဖတ်တန်တွေကိုကြားနေရတာကြောင့်အဲ့ဒီအတန်လာယာကိုလိုက်လံရှာဖွေနေမိခဲ့ပါတယ်တနေရာမှာတော့ရွာသားတစုဟာကိုပြေပေါ်မှာထိုင်ကတရားရုပ်ဖတ်နေကြတာကိုမြင်လိုက်ရပြီးသူတို့ရဲ့ရှေ့မှာတော့ကြောက်စရာကောင်းတဲ့လူတယောက်ကအဝတ်ကိုခေါင်းမှာခြုံထားကအားလုံးကိုဥဆောင်ပြီးရုပ်ဖတ်နေတာပါ မကြခင်မှာအဲ့ဒီလူကြီးကသူ့ဘက်ကိုလှည့်ကြည့်လာခဲ့ပြီးတော့သူမြင်တွေ့နေရတဲ့ရွာသားတွေကလည်းအမှန်တော့လူသားတွေမဟုတ်ကြပဲနာနာဘာဝဝိညာဉ်တွေဖြစ်နေတာကိုတွေ့လိုက်ကြပါတော့လေချက်ချင်းပဲသူလဲကြောက်လန့်တကြားနဲ့ခြေဦးတရားကိုထွက်ပြေးသွားခဲ့ပြီးမကြခင်မှာတော့ရှင်လောင်းလှည့်လာကြတဲ့ခေါင်းပြတရေအဖွဲကြီးကိုထပ်တွေ့ရပြန်ပါလေထန်းစင်မော်ကရှင်လောင်းကလည်းမကြခင်ကသူတွေ့ခဲ့ရတဲ့ခေါင်းကိုအဝိ့ချုံထားတဲ့လူကြီးပဲဖြစ်နေခဲ့တာပါ သူနောက်ပြန်လှည့်ပြီးသွားပြီမဲ့အဲ့ဒီလူကြီးကသူ့ကိုအဝတ်အစားတစ်ခုနဲ့လှမ်းဆွဲလိုက်ပြီးဘုံကြီးเจ้าရဲ့မုတ်ဝါမှာကျိုးဆွဲချတပ်ပစ်လိုက်ပါတော့တယ်။တပတ်မှာတော့နောက်ဆုံးထွက်ခွာတော့မဲ့ဝေးပြေးဘတ်ကားကိုတွေ့ရပြီးဒိမကြခင်မှာတော့မိမရှာ၃ယောက်ဟာအဲ့ဒီကားစီကိုရောက်လာကြပါလိမ့်။သူတို့ရဲ့နာမည်တွေကတော့ Fate, Bolon နဲ့ God တို့ပဲဖြစ်ပါလိမ့်။ကားပေါ်မှာတော့နှုံလုံးအမိရတဲ့လူငယ်လေးရှိနေပြီးတော့သူတို့ကိုတွေ့တော့စိတ်ရှုပ်စွာနဲ့ပဲပုန်းကွယ်နေခဲ့ပါလိမ့်။ သူနဲ့အဲ့ဒီအချောက်၃ယောက်တို့ဟာကျောင်းနေပဲတငယ်ချင်းတွေဖြစ်ကြပြီးသူတို့အတန်းစွာကျဲစွာကျဲနဲ့စကားပြောတာကိုစိတ်ရှုပ်လို့အတွေ့မခံခြင်းဖြစ်နေတာပါဒါမဲ့အမြင်ဆူးရှားလာတဲ့အချောက်မလေးတွေကသူ့ကိုတွေးဖြစ်အောင်တွေးသွားကြသေးတာပါဒီတော့မှနုံလဲသူ့မှာအလုံလဲမရှိချစ်သူကလည်းလမ်းခွဲသွားတာကြောင့်ဇာတိမြေဖြစ်တဲ့နယ်မြေလေးကိုပြန်တော့မယ်လို့ပြောပြရပါလိမ့်ဒါပြင်နုံမြဲမိခင်ဖြစ်သူကလည်းဂရိတစ်ခုပြူထားပူးပြီးတော့အဲ့ဒီဂရိအတိုင်းပဲနုံကို ရှင်ပြုတ်စေခြင်းနေတာကြောင့် အိမ်ကိုပြန်လာစေချင်နေတာလည်းဖြစ်ပါလေကားထွက်လာတဲ့ခါမှာတော့လမ်းခွလတ်မှာ driver ဖြစ်သူကနောက်ကြည့်မှန်ကားတဆင့်တချင်းဆိုနေတဲ့ god ရဲ့ခေါင်းပြက်နေတာကိုမြင်လိုက်ရတာကြောင့်ကြောက်လန့်တကြားနဲ့တရီမိတ်သွားပါတော့တယ်ဒါကြောင့်ပဲသူတို့ရဲ့ကားကြီးဟာလမ်းတစ်ပတ်စီကဆယ်ဘင်းကားကြီးနဲ့ပြင်းထန်စွာဝင်တိုက်မိခဲ့ပြီးကော့လေပွေချင်းပြီးတေဆုံးသွားသလိုတခြားသူတွေအားလုံးကလည်းဒဏ်ရာကိုစီနဲ့ဆေးရုံကြောက်ကုန်ကြပါတယ် ဇေယုံကိုနှုံမြဲဖားခင်ဖြစ်သူလဲလိုက်လာခဲ့ပြီးအခုလိုအသက်အန္တရာယ်ဖြစ်နိုင်တဲ့မတော်တဆမှုဖြစ်ရတာဟာဘုံကြီးမဝိရသေးတာကြောင့်ဆိုပြီးအပြစ်တင် ပြောဆိုခဲ့ပါလေမကြခင်မှာဘုံကြီးတပါးလဲရောက်လာပြီးတော့တနေရာမှာဂရီပေးထားဘူးရင်အရိကိစာကို ပေါ့ပေါ့တန်တန်သဘောထားလို့မရကြောင်းတရီပေးစကားပြောပါလေဒါပေမဲ့နှုံကတော့ဒီလိုကိစ္စတွေကိုယူသီးတဲ့သူမဟုတ်လို့နည်းနည်းလေးမှအလေးမထားခဲ့ပါဘူးဘုံကြီးကနှုံအနေနဲ့ ီကိစ္စကိုလေးမထားရင်တော့သွားလေသူမိခင်ကြီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ရှင်ပြုတ်တင်တယ်လို့ပြောလိုက်တဲ့ခါမှာတော့နှုံလဲငြိမ်ကျသွားပါလေ။နှုံမြဲမိခင်ဖြစ်သူဟာဆုံးပါသွားခဲ့တာအတော်လေးကြာခဲ့ပြီဖြစ်ပါလေ။အဲဒီနောက်မှာဖုန်းကြီးကသူ့ကိုအဆောင်ဆွဲကြိုးတစ်ခုပေးခဲ့ပြီးဒါလေးကတစ်ချိန်ချိန်မှာအသုံးဝင်လာပါလိမ့်မယ်လို့ပြောခဲ့တာပါ။အဲ့ဒီချိန်မှာပဲဘောလုံးကဒီခီးရသူတို့၃ယောက်လုံးရှင်ပြုတ်ဖို့ရည်ရွယ်ချက်နဲ့ထွက်လာတာဖြစ်ကြောင်း ဝန်ခံစကားပြောခဲ့ပါလေ။ဘောလုံးကနန်းစင်တစ်ခုမှာခြေကနန်းတောင်းခဲ့ပြီးတော့ခြေပေါက်ခဲ့ရင်တငယ်ချင်း၃ယောက်လုံးအတူတူဖုံးကြီးဝင့်မယ်ဆိုပြီးတစ်ဆာဆိုခဲ့တာပါ။ဒါပေမဲ့အခုတော့လမ်းကူးလမ်းမှာပဲဂေါကတိတ်ဆုံးသွားခဲ့တာကြောင့်ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေရပါပြီ။နန်းစင်မှာ၃ယောက်ဖုံးကြီးဝင့်ဖို့တစ်ဆာဆိုထားပြီးအခုတော့၂ယောက်ပဲကျန်တော့တာကြောင့်ပါ။အခုမှအဖြစ်မှန်ကိုသိရတဲ့ fake ကတော့ ငါတို့ကအချောက်တွေလုံနေကြပြီဘယ်လိုလုပ်ဖုန်းကြီးဝစ်ကြမှာလဲဆိုပြီးဘောလုံးကိုအပြစ်တင်မာတော့တယ်အရင်နောက်နားမှာရှိတဲ့ဖုန်းကြီးစီမှာလမ်းညုံမှုတောင်းခံတဲ့ခါမှာတော့ဖုန်းကြီးကတစ္ဆာဆူထားခဲ့တဲ့နေရာမှာပြောတဲ့အတိုင်းလုပ်ရမယ်လို့ပြောလိုက်ပါတယ်ဒီအကြောင်းတွေကြောင့်ပဲသူတို့တငယ်ချင်း၃ယောက်သားဟာနေမျိုးကဖုန်းကြီးအကြောင်းတစ်ကြောင်းကိုရောက်လာခဲ့ရပါတော့တယ်ဘောလုံးတစ္ဆာပြုထားတဲ့နတ်စင်ဟာပီနာကလို့အမိရပြီးတော့အဲ့ဒီဖုန်းကြီးအကြောင်းထဲမှာပဲတည်ရှိနေတာပါ အဲဒီချိန်မှာပဲသေရွက်တွေလှဲကျင်းနေတဲ့ဦးစင်းတစ်ပါးကိုတွေ့လိုက်ကြရပြီးဦးစင်းကသူတို့ကို ကြည့်ကဘာမှမပြောဘဲထွက်သွားပါလေအဲဒီနောက်မှာတော့သူတို့အားလုံးကျောင်းနိုင်ဆရာတော်ကို ဝင်ကြော့ကြပြီးအော့လို့အမိရတဲ့ဘုန်းကြီးကျောင်းသားနဲ့တွေ့ကြရပါလေအော့ကအားလုံးကို ကိုရင်လေးတစ်ပါးစီကိုခေါ်သွားပေးခဲ့ပြီးကိုရင်လေးရဲ့နာမည်က Not လို့ခေါ်ပါလေဒီခါမှာဘော်လုံးကနတ်စင်သားမှာမကြခင်ကတွေ့ခဲ့တဲ့ဖြူဖြူချောချောဦးစင်းလေးစီကို ခေါ်သွားပေးလို့ရမလားဆိုပြီးမေးလိုက်တဲ့ခါမှာဘုံကြီးចောင်းသားကဒီចောင်းမှာចောင်းနိုင်စရာတော့တပါပြီးတော့ကိုရင်တပါနဲ့ဘုံကြီးចောင်းသားတယောက်ပဲရှိတာဖြစ်ပြီးဘယ်ဥစင်းမှမရှိပါဘူးလို့ပြန်ပြောခဲ့တာပါသူတို့လည်းတေးချာချာတွေးခဲ့ရတာကြောင့်တေးချာမေးမြန်းခဲ့ပေမဲ့ကိုရင် not ကစကားစာအမြန်ဖြတ်လိုက်ပြီးအားလုံးကိုဒဲခုံမဲ့နေရာကိုပို့ပေးမယ်လို့ပြောလိုက်တာကြောင့်သူတို့လည်းဒီဘုံကြီးចောင်းနဲ့ပတ်သက်ပြီးတော့တန်တရားစိတ်တချို့ဖြစ်လာခဲ့ရပါတော့တယ် အရင်နောက်မှာတော့ကျောင်းသင်ခန်းအဟောင်းတစ်ခုမှာတဲခိုကြပြီးထင်မှမထတာတွေနဲ့ကြုံတွေ့ကြရပါတော့တယ်။အရင်ဆုံးကန်ထူးရှင်ကတော့ဘောလုံးပဲဖြစ်ပြီးသူ့ရဲ့အနောက်မှာတစုံတစ်ယောက်ရှိနေတယ်လို့ထင်မှတ်တာကြောင့်လိုက်ကြည့်နေရင်နောက်ဆုံးမှာဓာတ်ပုံအဟောင်းတစ်ခုကို တွေ့လိုက်ကြပါတယ်။အဲဒီပုံဟာသူတို့နတ်ဆင်အနားမှာတွေ့ခဲ့ရတဲ့ဦးစင်းလေးရဲ့ဓာတ်ပုံပဲဖြစ်နေခဲ့တာပါ။ဖေဒ်ကိုတော့တောက်တဲ့တကောင်ကသူ့နှခမ်းကိုကိုက်ထားတာကြောင့်တယောက်တည်းယုံရင်စံခတ်ဖြစ်နေပြီး ထိတ်လန့်တကြားပြေးလာတဲ့ဘော်တွန်းကတောက်တဲကိုဆွဲထုတ်ပေးလိုက်ရပါလေ။သူတို့နှစ်ယောက်ကြောက်လန့်တကြားနဲ့နှုံစီကိုလာခဲ့ရမှာတော့ပို့ပြီးတော့ထိတ်လန့်ကြရပါတော့လေ။နှုံငုံဘွေကြီးတကောင်ကရစ်ပတ်ထားတာမြင်လိုက်ရပြီးသူကလည်းကြောက်ကြောက်နဲ့ပဲဆွဲဖယ်ထုတ်လိုက်ကြပြီးတော့အဲ့ဒီကြောင်းတင်ကအဟောင်းစီကနေပြေးထွက်သွားကြပါတော့လေ။သူတို့သုံးယောက်စလုံးဇရကြီးပေါ်မှာပဲအိတ်ကြဖို့ဆုံးဖြတ်လိုက်ပြီးတော့ထွက်လာရမှာတော့ဇရပေါ်မှာနာရေးကျင်းပဖို့ပြင်ဆင်နေကြတာကိုမြင်လိုက်ရပါလေ။ ေဆုံးသူကတော့ဂျန်လို့အမည်ရသူဖြစ်ပြီးရုပ်ရှင်စာမှာတေဆုံးခဲ့တဲ့ရှင်လောင်းပဲဖြစ်ပါလေဂျန်ကဘုံကြီးမဝေးရသေးခင်တရက်လုံးမှာတေဆုံးသွားခဲ့ရတာပါသူတို့လည်းနိုင်ရေးမှာတရားတူနိုင်ခဲ့ကြပြီးတေဆုံးသူရဲ့ညီမဖြစ်သူကျွီလို့ခေါ်တဲ့မိမလာလေးနဲ့လည်းတီကျွမ်းခဲ့ကြပါလေသူမရဲ့မိဘတွေလည်းတေဆုံးသွားခဲ့ကြပြီးဖြစ်ပြီးတော့အခုလဲအကိုဖြစ်သူပါထမှန်ဆုံးပါသွားပြန်တာကြောင့်အလွန်ဝမ်းနေနေကြတာပါအားလုံးတရားနိုင်နေကြစေပါပဲ။ ဘုံကြီးတစ်ပါးကခေါင်းထဲကတရေတကောင်ခုံထွက်လိုက်တဲ့ပုံရိပ်ကိုမြင်အောင်မိတာကြောင့်အားလုံးလည်းထိတ်လန့်တကြားနဲ့ထွက်ပြေးကုန်ကြပါတော့လေဒီကိစ္စရရဲ့လက်သေးတရားခံကတော့ဒီဘုံကြီးကျောင်းထဲမှာဘာခမ်းနာမှမလုပ်စေချင်တဲ့ဖီနာကရဲ့လက်ချက်ပဲဖြစ်ပါလေအရင်ညမှာတော့သူတို့၃ယောက်ဟာဇရက်ပေါ်မှာပဲအလောင်းဆောင်ပေးရင်အတူအိတ်ကြပါလေဘောလုံးကတော့အခေါင်းသားမှာညာနေတဲ့အထိ live လွှင့်ပြီးတော့ဈေးရောက်နေတာပါမကြခင်မှာပဲအခေါင်းထဲကနေတခုခုထွက်လာတယ်ဆိုတော့ comment ကိုတွေးလိုက်ရပြီး သူနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ဘာမှရှိမနေခဲ့ပါဘူး။ဒါပေမဲ့ဒီဘက်ကိုပြန်လှည့်လိုက်တဲ့အချိန်မှာပဲအခေါင်းဖုံးကိုစောင့်ပိတ်လိုက်တဲ့အတန်းကိုကြားလိုက်ရပြီးဘောလုံးလဲကြောက်စိတ်နဲ့ဈေးဆက်မရောရဲတော့ပါဘူး။ရုပ်တရက်ဖေးကလည်းထိုင်းလန်တကြားနဲ့ရောက်လာခဲ့ပြီးတော့ဒေဆုံးသူရဲ့ရုပ်ပုံဟာနတ်စင်သားမှာတွေ့ခဲ့ရတဲ့ဦးစင်းလေးနဲ့တူနေတယ်ဆိုပြီးပြောလိုက်ပြန်ပါလိမ့်။နေအောင်သားကြောက်ရွံ့ထိတ်လန့်နေကြချိန်မှာဖေးနာကဝင်လာပြီးတော့ခြောက်လန့်လိုက်တာကြောင့်သူတို့လည်းအခေါင်းကြီးကိုပြေးတိုက်မိပါတော့လိမ့်။ အရီမအလောင်းကလည်းခေါင်းထဲကထွက်ကျသွားခဲ့တာပါ။မကြာခင်မှာနှုံပါရောက်လာခဲ့ပြီးအရီအလောင်းကိုအခေါင်းထဲပြန်ထည့်ဖို့လုပ်ကြပေမဲ့အလောင်းကိုရှာမတွေ့တော့ပါဘူး။ဒေးဒေးချာချာလှည့်ပတ်ရှာတော့မှလိုက်ကအနောက်ကိုရောက်နေတာဖြစ်ပြီးဘောလုံးအနောက်ကိုရောက်သွားတဲ့အခါမှာတော့ငယ်တန်ပါအောင်អော်လိုက်မိပြန်ပါလေ။ DG Fina ကအရီအလောင်းဘောကိုမတ်တက်ရက်နေတာကြောင့်ပဲဖြစ်ပါလေ။အเจ้าလွန်သွားတဲ့ဘောလုံးဟာပရင်းပေါက်ကနေခုန်ချလိုက်တော့ခွေးကြကြပြီးမှောက်သွားခဲ့တော့တာပါ။သူတို့ရဲ့စူညံတန်တွေကြောင့် ကျောင်းတိုင်းဘုံကြီးရောကိုရင်လေးရောဘုံကြီးကျောင်းသားတို့ပါနိုးလာကြပြီးတော့ဇရက်ပေါ်ကိုရောက်လာကြပါတော့တယ်။အရင်နာကိုရင်လေးကသူတို့အားလုံးကိုဝိုင်းထိုင်စေလိုက်ပြီးဒီဘုံကြီးကျောင်းရဲ့နောက်ကျောင်းရာဇဝင်တစ်ခုကိုပြောပြခဲ့ပါတယ်။ဒီဘုံကြီးကျောင်းမှာဘုံကြီးလာဝတ်တဲ့သူတိုင်းဟာရှင်လောင်းဖြစ်နေစဉ်ချိန်မှာပဲတေဆုံးကုန်ကြတဲ့ထုံးစံရှိပါတယ်။ဒါကြောင့်ပဲကျောင်းမှာဘုံကြီးတွေများများဆဆမရှိကြတာပါ။အရက်သေးကလူတွေကတော့ရှင်လောင်းတွေဟာအသက်ခံရပြီးတိုင်းမချွတ်မလွတ်ဖြစ်နေကြပြီးတော့ နောက်ထပ်လာတဲ့ရှင်လောင်းအစ်စ်ကိုပြန်တက်ကလူအစားထိုးရပြီးလွတ်မြောက်သွားကြတယ်ဆိုပြီးတော့ထင်မြင်ယူဆနေကြပါလိမ့်။ညာနဲ့ပိုင်းဒီမှာလဲရှင်လောင်းကိုထမ်းစင်နဲ့ထမ်းပြီးတော့ဘုံကြီးကြောင်းတဲ့ကိုဝင်လာတာကိုတွေ့ရတတ်ပြီးတော့တေချာကြည့်ရင်အဲ့ဒီလူတွေအားလုံးဟာခေါင်းပြတ်တရေတွေကြီးပဲဖြစ်နေကြတာပါ။အဲ့ဒီချိန်မှာဘုံကြီးကြောင်းသားကဘုံကြီးဝင်မဲ့လူအစ်စ်တွေရောက်ချိန်ဆိုရင်ဖီနာကပို့ပြီးတော့ကြမ်းကြမ်းတန်းတန်း၆လန့်တက်တယ်ဆိုပြီးတော့ဝင်ပြောပြန်တာကြောင့်၃ယောက်သားကြက်သိမ်းဖြန်းဖြန်းထားသွားကြပါတော့လေ။သူတို့ဘုံကြီးကြောင်းမှာနေထိုင်ခဲ့စဉ်မှာ အယူမဒေါ်ချန်းကိုလည်းမကြာခဏတွေ့ရတတ်ပြီးဒေါ်ချန်းကဖီနာကရဲ့နတ်စင်ကိုတန်ရှင်းရင်လာလုတ်ပေးနေကြဖြစ်ပါလေဒါပေမဲ့ဘော်လုံးနဲ့ဖေတိုကဒေါ်ချန်းကိုတခိုးထင်ပြီးဝိုင်းអော်တော့အတော်ကြီးကလည်းသူတို့ကိုလှည့်ကြည့်ပြီးပြန်អော်ပါလေဒါပေမဲ့ဒေါ်ချန်းကနှုံကိုတွေးလိုက်တဲ့ခါမှာတော့နတ်လိုလန်းခေါ်လိုက်ပြီးဝင်ဖက်ပါတော့တယ်နတ်ဆိုတာကတေဆုံးပြီးသွားပြီဖြစ်တဲ့ဒေါ်ချန်းရဲ့သားဖြစ်ပြီးသူလည်းပဲသားစိတ်နဲ့ပဲယူနေရတာဖြစ်ပါလေ အဲဒီမှာ၃ယောက်သားဒေါ်ချမ်းနဲ့စူညံပွဲလို့တွေရိုက်နေတဲ့ချိန်မှာကပ္ပိယကြီးကအပြေးရောက်လာပြီးတော့အားလုံးကိုဖြန့်ဖြေးပေးလိုက်ကြပါလေ။နှုံကအဲဒီဒေါ်ကြီးကဘာလုပ်လဲဆိုပြီးမေးပေမဲ့ကပ္ပိယကြီးကတော့မင်းတို့သိဖို့မလိုပါဘူး။ကိုကိုကိုပဲကောင်းကောင်းဂရုစိုက်ပါလို့ပြောပြီးအယူမှဒေါ်ချမ်းကိုခေါ်ကာပြန်ထွက်သွားခဲ့ပါတော့လေ။နှုံကတော့သူ့ကိုရင်းနှီးနှီးကြည့်ပြီးတားလို့ခေါ်လိုက်တဲ့ဒေါ်ချမ်းကိုငေးကြည့်ရင်းကြံရစ်နေခဲ့ပါတော့လေ။ညနေခင်းမှာတော့အလောင်းကိုမီးသီးကြပြီး နုံကြည့်နေချင်းကအခောင်းထဲကနေအလောင်းကြီးထရရလာခဲ့တာကြောင့်သူလည်းအကြောက်လွန်ပြီးတရီလက်လွတ်နဲ့နောက်ပြန်လဲကျသွားပါတော့တယ်။အားလုံးကဘာဖြစ်တာလဲဆိုပြီးတော့ဝိုင်းမေးကြတဲ့ခါမှာသူလည်းအားလုံးထိတ်လန့်သွားမှဆိုရင်တာကြောင့်ဘာမှမဖြစ်ပါဘူးလို့ပြန်ပြောကရှောင်ထွက်လာခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့တငယ်ချင်းတွေနဲ့ကိုရင် not ကိုပါခေါ်ပြီးသူတို့ကို၆လန့်နေတဲ့ပီနာခါမျက်နေကတကြိုခဲ့တဲ့သူလုံးဝမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ပီနာကရဲ့လက်မှာတက်တူးတွေရှိနေတာကိုသူကသတိထားမိခဲ့တာဖြစ်ပြီး မိသူလိုက်တဲ့ကြမ်းရဲ့အလောင်းမှာတော့တတ်တူးမရှိတာကိုသူကသတိထားလိုက်မိတာပါဒီလိုနဲ့ပဲဘုံကြီးဝေးရမယ့်နေရက်ကိုနီးကပ်လာလေလေဘီနာကဲ့၆လမ်းမှုတွေကလည်းပို့ပို့ပြီးတော့ကြမ်းတမ်းလာလေပါပဲတ냐မှာတော့နုံဖျားဝစ်ပြုနေစဉ်ချိန်မှာတော့ဘီနာကလာရောက်ပြီးတော့၆လမ်းခဲ့တာပါသူရဲ့ဘေးပပတ်လေးမှာအတန်မျိုးစုံကြားနေရတာဖြစ်ပြီးပြန်လှည့်ကြည့်ပြန်တော့လဲဘာမှမတွေ့ရပါဘူးနုံလဲအတန်လာရာကိုလိုက်ရှာနေရင်းနဲ့ခဏကြာမှာတော့ဘုံကြီးចောင်းသား old ကိုတွေ့လိုက်ရပါတော့တယ် ဒါပေမဲ့ Odd ရဲ့အမူအရာတွေကနည်းနည်းထူးခြားနေလို့ခံစားရတာပါ Odd ကဘုံကြီးဝတ်ဖို့တေးကြပြီလားဒီချိန်စိတ်ပြောင်းရင်အချိန်မီသေးတယ်ဆိုပြီးပြောလိုက်ပါလေအရင်နောက်လဲဘေးမှာဆွဲထားတဲ့အဆောင်ဆွဲကြိုးကိုကြည့်ကဒီဆွဲကြိုးလေးကလှပေမဲ့နည်းနည်းကျက်နေတယ်လို့ပြောလိုက်ပြန်ပါလေချက်ချင်းဆိုသလိုပဲဆွဲကြိုးကနှုံမြဲလဲဘင်းကိုတင်းကျက်စွာညှစ်လိုက်ပြီး Odd ရဲ့အတန်ကလည်းကြောက်စရာဖြစ်ပြောင်းသွားကငါမင်းကိုသတိပေးပြီးပြီနော်ဆိုပြီးပြောကဖီနာအဖြစ်ကိုရုပ်သွင်းပြောင်းသွားခဲ့ပါတော့လေ ဖီနာကနှုံမြင့်ရင်ဝါကိုစောင့်ကန်ချလိုက်ပြီးဇပင်ကားတွေတရွတ်တိုက်ဆွဲသွားခဲ့တော့တာပါ။ဗဇက်ကလည်းဖုန်ကြီးလာဝတ်တဲ့သူတွေအားလုံးကိုတပ်ပြစ်မယ်လို့ကြိန်ဝါနေတာ ဖြစ်ပါလေ။နှုံလဲသတိပြန်ဝင်လာပြီးအော်ဟစ်အကူကြီးတောင်းပါတော့တယ်။အဲ့ဒီချိန်မှာနတ်ကသူ့ရဲ့မျက်နှာကိုဖွင့်ပြလိုက်တာကြောင့်နှုံတိတိချာချာမြင်လိုက်ရပါတော့တယ်။မကြခင်မှာတော့ဗုဒ္ဓဆင်းသူတော်တွေအားလုံးသူ့ကိုလှဲကြည့်လာတာကိုခြောက်ချားပွေတွေ့လိုက်ကြတော့တာပါ။ နောက်နေ့မနက်မှာတော့နှုံကမင်းညာကသူ့စီကိုဖီနာရောက်လာခဲ့ပြီးဘုံကြီးဝိမဲ့သူတွေအားလုံးကိုတပ်ပစ်မယ်ဆိုပြီးတော့ချိန်ချောက်သွားခဲ့တဲ့အကြောင်းရှောက်တင်ခဲ့ပါလိမ့်ဖေဒ်ကလည်းဖီနာကရှင်လောင်းတွေကိုတပ်ပစ်တယ်ဆိုရင်ရှင်လောင်းမလုပ်တော့ဘဲနဲ့တခါတည်းသင်္ကန်းဝင်လာရင်မကောင်းဘူးလားဆိုပြီးတော့ဝင်ပြောပါလိမ့်ဖေဒ်ရဲ့စကားကိုကြောင်းနိုင်ဆရာတော်ကြီးကကြားသွားခဲ့ပြီးရှင်လောင်းပြုတ်ချင်းဟာအရေးပါတဲ့အကြောင်းကိုဆုံးမတော်မူပါလိမ့်ရှေးခါတုန်းကငကားတကောင်ဟာဗုဒ္ဓသာသနာကိုလွန်ကြီးညိုခြင်းဖြစ်တာကြောင့် လူသားဖြစ်ဖန်ဆင်းကဖုံးကြီးလာဝစ်ခဲ့ပါလေ။ဒါပေမဲ့တနေ့မှာတော့သူဟာနဂါးဖြစ်တဲ့အကြောင်းကိုအားလုံးကဖမ်းမိသွားခဲ့ကြတဲ့ချိန်မှာတော့တကယ်တော့နဂါးဆိုတာဒရိစံမျိုးနွယ်ဖြစ်တာကြောင့်သာသနာပေါင်းဝင်လို့မရကြောင်းဗုဒ္ဓမြတ်စွာကမိန်ကြားတော်မူပါလေ။ဒီခါမှာနဂါးကြီးကလည်းစိတ်မကောင်းကြီးစွာနဲ့ဗုဒ္ဓမြတ်စွာကိုတောင်းပန်ကြောခဲ့ပြီးသူတခြားနိလနဲ့ပဲသာသနာကိုကြီးညိုပါတော့မယ်လို့ဆိုကရှောက်ထားလိုက်တော့တာပါ။ ပြီးတော့ဆရာတော်ကြီးကနှုံတို့တငယ်ချင်း၃ယောက်ကိုလူသားဖြစ်တဲ့သာသနာပေါင်းဝင်ခွင့်ရခြင်းဟာဘလောက်ကံကောင်းတယ်ဆိုတာကိုလည်းတက္ကရုနားလေကြပြီလားလို့မိန်ကြားတော်မူခဲ့ပါလေ။အဲ့ဒီညပိုင်းမှာတော့ဖေးစီကိုဖီနာကရောက်လာခဲ့ပြီး၆လန့်ပြန်ပါလေ။ဖေးအိမ်သာတက်နေတဲ့ချိန်မှာဖီနာကသူ့လက်ကိုဖမ်းဆွဲတာကြောင့်ဖေးလည်း၆လန့်တကြားနဲ့ပြေးရင်တစ်ပင်ကြီးကိုတဲ့တဲ့ဝင်တိုက်မိခဲ့တာပါ။အဲ့ဒီနောက်မှာအိမ်ပျော်နေတဲ့ဘောလုံးရဲ့ရင်ဘတ်ကိုဖီနာကတက်နှင်းထားပြီးတော့ ငါကိုတားတဲ့သူတွေအားလုံးကိုတတ်ပြစ်မယ်ဆိုပြီးကြိမ်ွားနေပြန်ခဲ့ပါလေမကြခင်မှာနုံနဲ့ဖေရိုပြန်လာကြတဲ့ချိန်မှာတော့ဘောလုံးဟာသူ့ခေါင်းနဲ့ခေါင်းလောင်းကိုဝင်တိုက်နေတာကိုမြင်လိုက်ကြရပါတော့တယ်သူတို့ရောက်တဲ့အခါမှာဗီနာကဘောလုံးကိုကျိုးနဲ့ဆွဲသွားခဲ့ပြီးဇယကြီးရဲ့ထုတ်တန်းပေါ်မှာဆွဲကြိုးချပစ်လိုက်တာကြောင့်အားလုံးအ мян သွားပြီးတော့ကယ်ထုတ်ကြရပါလေတစ်ချိန်တည်းမှာပဲကျောင်းနိုင်ဆရာတော်ကြီးကဖျားဝစ်ပြုတ်နေခဲ့ပြီးတော့ ဆရာတော်ရဲ့နောက်မှာတော့ဖီနာကမထီမဲ့မြင်နဲ့ဘုရားစာတွေကိုလိုက်ကျွတ်နေတာပါနောက်တော့ဖီနာကတပီတော့ဘုံကြီးမဝေ့ရရင်ဘသူမှလည်းဘုံကြီးဝေ့ခွင့်မရှိဘူးဆိုပြီးပြောလိုက်ပါလေနောက်နေ့မနက်မှာတော့သူတို့အားလုံးစုံကန်ကြွားဖို့အတွက်စောင့်နေပေမဲ့ဒီနေ့မှာဆရာတော်ကထူးထူးခြားခြားနောက်ကျနေတာကိုတွေ့ကြရပါလေကျောင်းငယ်လေးကိုဝင်သွားကြည့်တဲ့အခါမှာတော့ဆရာတော်ကြီးဟာမနေ့ညကတည်းကပြန်လုံတော်မူခဲ့ပြီဆိုတာကိုတွေ့လိုက်ကြရတော့တာပါအားလုံးလည်းဆရာတော်အတွက်စိတ်ထိခိုက်ခံစားနေကြပြီး ကိုရင်လေးကမနှက်ဖြံပါပဲနှုံမနှုတ်ကိုဖုံကြီးဝတ်ဖို့အတွက်သူကိုယ်တိုင်စီစဉ်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဘောလုံးစီကို message တစ်စောင်ဝင်လာခဲ့ပြီးတော့ဖွင့်ဖက်ကြည့်လိုက်တော့သူ့ရဲ့ချစ်သူကလမ်းခွဲစကားပြောထားတာကိုတွေ့လိုက်ကြတာပါ။ဘောလုံးကဒါရီအားလုံးဟာဖီနာကြောင့်ဖြစ်ရတာအဲ့ဒီနတ်ဆင်မှာဂရီမပေးထားမိရင်ဒါရီဖြစ်လာမှာမဟုတ်ဘူး။ပြီးတော့ဆရာတော်လည်းပြန်လုံတော်မူမှာမဟုတ်ဘူးဆိုပြီးဝမ်းနဲ့ကြေကွဲစွာနဲ့ပြောနေပါတော့တယ်။ အရင်နောက်မှာတော့သူဟာပေါင်တူးတလက်ကိုဆွဲသွားပြီးပီနာကဲနတ်စင်ကိုရိုက်ဖြိုပါတော့တယ်။တငယ်ချင်းတွေလည်းသူ့နောက်ကိုလိုက်လာကအတင်းဝိုင်းဆွဲကြတာပါ။အားလုံးပဲစူညံရှုပ်ထွေးနေကြတဲ့ချိန်မှာထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပြီးသူတို့အားလုံးရဲ့အနာကို တပြေးပြေးနဲ့နှီးကပ်လာခဲ့ပါလိမ့်။သူတို့ကြောက်စိတ်တွေနဲ့စောင့်ကြည့်နေစမှာပဲရှုပ်တရထွက်ပေါ်လာတာကတော့ရေခဲချောင်းတွေပဲဖြစ်ပါလိမ့်။ ဒီနောက်နှုံလဲဘောလုံးကိုစိတ်အေးထားဖို့အတွက်နှိမ့်သိမ့်စကားပြောနေစမှာအယူဒေါ်ချန်းရဲ့အော်ဟစ်တန်ကို ကြားလိုက်ရပြန်ပါလိမ့်ဒေါ်ချန်းကဘီနာကရဲ့နတ်စင်ပြက်စီးသွားလို့အော်ငိုနေတာဖြစ်ပါလိမ့်ဘောလုံးကလည်းဒေါ်ချန်းကိုတနာမိသွားပြီးသူပြက်စီးခဲ့မိတဲ့အတွက်တောင်းပန်စကားပြောပေမဲ့ဒေါ်ချန်းကတော့စိတ်မနှံ့သူဖြစ်တာကြောင့်ထွက်ပြေးသွားခဲ့ပါတော့လေအဲ့ဒီချိန်မှာဖေးကအပြက်စီးတွေကြားထဲမှာဓာတ်ပုံတစ်ခုကို တွေ့လိုက်ရပြီး ကောက်ယူကြည့်လိုက်ရမှာတော့ ရှင်လောင်းတအုပ်နဲ့မိခင်ဖြစ်ရန်တူတဲ့မျိုးသမီးကြီးတအုပ်တို့ကိုတွေ့လိုက်ကြပါလေ။သူကအရီဓာတ်ပုံဟာဖီနာကနဲ့ဆက်ဆံနေရဲဆိုတာလုံးဝသိကြနေတာကြောင့်ဓာတ်ပုံနောက်ကျောင်းကိုစုံစမ်းကြမယ်လို့ဆိုကြပါလေ။ဒီခါမှာအော့ကသူ့ရဲ့အဖိုးကိုမေးကြည့်ရင် အားလုံးသိနိုင်တယ်လို့ပြောခဲ့တာပါ။သူ့ရဲ့အဖိုးဆိုတာကတော့ကပ်ပီယာကြီးကိုတိုင်ပဲဖြစ်ပါတော့လေ။ဒါပုံကိုကြည့်ကလုံခဲ့တဲ့9နှစ်ကအဖြစ်ပြက်တွေကို အခုလိုပဲပြန်ပြောပြခဲ့ပါလေ။ ဓာတ်ပုံတွေကအမျိုးသမီးဟာအယူမကြီးဒေါ်ချမ်းပဲဖြစ်ပြီးသားလေးကို ဖုန်းကြီးဝေပေးဖို့အတွက်ဒီအကြောင်းကိုရောက်လာခဲ့ကြပါလိမ့်။ဒါပေမဲ့ပြီးနောက်ကလူမကြီးတယောက်ဖြစ်ပြီးတော့လူတတ်မှုပေါင်းများစွာကိုလည်းကျူးလွန်ခဲ့မှုပါလိမ့်။ဒီနေ့မှာတော့မိခင်ကိုကျေးဇူးဆက်တဲ့အနေနဲ့ဖုန်းကြီးဝေဖို့သဘောတူခဲ့တာပါ။ဒါပေမဲ့ဖီနာဖုန်ကြီးเจ้าမှာမုတ်ဦးရှိကိုရောက်တာနဲ့လေပင်တွေတိုက်ခတ်လာခဲ့ပြီးနှွေခေါင်ခေါင်ကြီးမှာမုတ်ဦးကိုမိုးချူပစ်ချပါတော့လေ အရီမာလွင်ဆင်လာခဲ့တဲ့အင်္ဂရိအပြက်စီးတွေကလည်းဖီနာကဲဥကောင်းကိုထိမှန်ပြီးပွဲချင်းပြီးတေဆုံးသွားခဲ့ပါတော့လေ။မျက်စိရှိမာရင်ဒါလီအသေးဆုံးနဲ့တေဆုံးသွားတာကိုမြင်တွေ့ခဲ့ရတဲ့ဒေါ်ချန်းလဲအဲ့ဒီချိန်ကစပြီးတော့ယူသွားခဲ့တာပဲဖြစ်ပါလေ။ပြီးတော့သူသားလောင်းကိုတည်ယူသွားကကြောင်းပြတ်ကြီးထဲမှာထားရှိခဲ့တာအခုချိန်ထိပါပဲ။ကိုရင်လေးကဓာတ်ပုံတွေကဖီနာကဲဆွဲချိုးဟာနုံစီမာရှိတဲ့ဆွဲချိုးနဲ့ဓာတ်ပုံစံနဲ့ဖြစ်နေတာကိုတွေ့လိုက်ရတာပါ။ ဒါပြင်နှုံကိုအဆောင်ဆွဲချိုးပေးထားခဲ့တဲ့ဖုံးကြီးနဲ့ဘီနာကတို့တွဲရိုက်ထားတဲ့ဓာတ်ပုံကိုလည်းတွေ့ခဲ့ကြပါလေ။ကဗျာကြီးကဆွဲချိုးကို တွေ့တဲ့အခါမှာဒီဆွဲချိုးဟာဘီနာကရဲ့ဆွဲချိုးပဲဖြစ်ပြီးသူမသေးခင်မှာဖုံးကြီးကိုပေးထားခဲ့တာလို့ပြောပြလိုက်ပါလေ။အရင်နောက်မှာတော့သူတို့အားလုံးဘီနာကရဲ့နတ်ဆင်ရှိရာကိုရောက်လာခဲ့ကြပြီးအဲ့ဒီနေရာမှာအယူမကြီးကပြန်ကျဲနေတဲ့ပစ္စည်းတွေကိုကောက်သိမ်းနေတာကိုမြင်ကြရပါတယ်။သူမဟာပစ္စည်းတွေကောက်သိမ်းခြင်းနဲ့ငိုနေခဲ့ပြီးတော့ ဘောလုံးလဲဒေါ်ချန်းကိုကတော့တောင်းပန်ကဗီနာကရဲ့နတ်စင်ကိုဝိုင်းဝန်းပြင်ဆင်ပေးလိုက်ကြပါလေ။အဲဒီနောက်မှာ၃ယောက်သားနတ်စင်ကိုကတော့ခဲ့ကြပြီးနှုံကမနေ့ပြန်မှာဗီနာကရဲ့ကိုစားအနေနဲ့ဒေါ်ချန်းအတွက်ဖုန်ကြီးဝစ်ပေးပါမယ်အကြောင်းနဲ့ပြီးခဲ့တဲ့ကိစ္စတွေအားလုံးအတွက်ခွင့်လွှတ်ပေးဖို့တောင်းပန်စကားပြောနေခဲ့ပါလေ။အဲဒီနောက်မှာဗီနာကရဲ့ဆွဲကြိုးလေးကို ပြန်ချွတ်ကနတ်စင်မှာထားခဲ့ပေးလိုက်တာပါ။ ဒါပေမဲ့အဲ့ဒီညမှာသူတို့စကားထိုင်ပြောနေကြစဉ်ချိန်မှာပဲထူးဆန်းတဲ့အတန်းတွေကိုကြားလိုက်ရပြန်ပါလေ။ဘောလုံးကအရင်တစ်ခေါက်ကလိုရေခဲကြောင်းတွေပဲဖြစ်နေပဲထင်ပြီးတကားတွန်းဖွင့်ကအော်ဆဲဖို့ပြင်လိုက်တဲ့ချိန်မှာနှုံကတော့ဖေးကိုဒီချိန်ကြီးရေခဲကြောင်းတွေကလာပါမလားဆိုပြီးတော့ပြောမိလိုက်ပါသေးတယ်။ဒါပေမဲ့ရောက်လာတာကဘီနာကိုယ်တိုင်ပဲဖြစ်နေခဲ့ပြီးတော့ဘောလုံးရဲ့ခန္ဓာကိုယ်ထဲကိုပူကပ်သွားခဲ့ပါတော့တယ်။ ဘောလုံးကသူတို့နားကိုရှောက်လာခဲ့ပြီးအဆောင်ဆွဲချိုးကိုဗစက်ထဲကအန်ထုတ်ပေးလိုက်ကမင်းတို့အားလုံးကိုတပ်ပြင်မယ်ဆိုပြီးတော့ပြောနေခဲ့ပါလေအဲ့ဒီချိန်မှာပဲကိုရင်လေးရောက်လာတာကြောင့်ကိုရင်လေးကိုတရေမောင်းထုတ်ခိုင်းတော့တာပါကိုရင်လေးကလည်းဘာပညာမှမတတ်ထားတာကြောင့်သူ့လက်ထဲကလက်နိုင်ဓာမီးကြီးနဲ့လွှဲရိုက်လိုက်ရမှာဘောလုံးလည်းမိလဲကျသွားခဲ့ပါတော့လေအဲ့ဒီနောက်မှာသူတို့အားလုံးဘောလုံးကိုကျိုးနဲ့တုတ်ထားလိုက်ကြပြီးနှုံကအဆောင်ဆွဲချိုးကိုကျင်းနဲ့ တခုခုကိုလေးနက်စွာစဉ်းစားနေခဲ့ပါလေခနာကြာမှာတော့သူကဖီနက်ကတကယ်တော့ဖုန်ကြီးဝှေ့ချနေတာပဲသူ့ကိုဝှေ့ပေးလိုက်ရင်ပြီးပြီပေါ့ဆိုပြီးပြောလိုက်မိပါလေဖေကငါတို့လိုအချောင်းမတွေဖုန်ကြီးဝှေ့တာတော့လွန်လာပြီနင်ကတရေဟူပါဖုန်ကြီးဝှေ့ပေးအောင်မလို့လားဆိုပြီးပြန်ပြောလိုက်ပါလေနှုံကတော့ဟုတ်တယ်သူ့ကိုဖုန်ကြီးဝှေ့ပေးမှဒီကိစ္စက အဆုံးသတ်သွားလိမ့်မယ်ဆိုပြီးဖီနက်ရဲ့အုတ်ဂူကိုသွားထုဖြိုပါတော့တယ်ဒီချိန်မှာဖီနက်က ဘောလုံးရဲ့ခန္ဓာကိုယ်ထဲကထွက်သွားခဲ့ပြီးကိုရင်လေးရဲ့လယ်ဘင်းကိုညှစ်နေပြန်ပါလေ။ဒိမကြခင်မှာတော့အရိနီယာကိုနှုံမြောက်ရှိလာခဲ့ပြီးဖီနာကိုဘုံကြီးဝေချင်သေးတဲ့ဆိုရင်ကိုရင်လေးကိုလွှတ်လိုက်ပါလို့လှမ်းပြောလိုက်ပါလေ။ဒီစကားကိုကြားတဲ့အခါဖီနာဟာသူ့ဘက်ကိုလှဲ့ကမင်းတို့ငါကိုဘုံကြီးဝေပေးလို့မရခင်တော့တေဖို့သာပြင်ထားဆိုပြီးပြောလိုက်က ကိုရင်ကိုပြန်လွှတ်ပေးလိုက်ပါလေ။အရင်နောက်မှာတော့အားလုံးကောင်းချင်းဆိုင်ပြီးဘယဲကိုဘလို့ဖုန်ကြီးဝေပေးရမလဲဆိုပြီးတော့နီလန်ရှာဖွေကြပါလိမ့် ဖေဒ်ကအကြံတစ်ခုရလိုက်ပြီးတခြားအကြောင်းကဆရာတို့ကိုဗီဒီယိုကောခေါ်ကအိုင်ပတ်နဲ့တဆင့်ဆက်သွယ်ပြီးတော့ဘုံကြီးဝစ်စေဖို့အကြံပေးလိုက်ပါလိမ့်။ဒါပေမဲ့ရုတ်တရက်သင်ကန်းပြောင်းနေပြန်ပါလိမ့်။ခဏကြာမှတော့အယူမကြီးကသင်ကန်းပိုက်ကရောက်ရှိလာခဲ့ပြီးသူ့ရဲ့သားလေးကိုဘုံကြီးဝစ်ပေးတော်မှာကိုသိနေသလိုနဲ့ပြုံပြုံကြီးဝင်လာခဲ့တော့တာပါ။ဒီလိုနဲ့တရေကိုဘုံကြီးဝေပေးတဲ့လုပ်ငန်းရှင်ကြီးစတင်ခဲ့ပါပြီ။အားလုံးစီစဉ်တိုင်းဆက်လုပ်လာခဲ့ရာက ဆရာတော်ကဖီနာကိုလူသားစင်စဲဟုတ်ရဲ့လားဆိုပြီးမေငုံထုတ်တဲ့နေရာကိုရောက်လာတဲ့ခါမှာတော့ဖီနာကတရေဖြစ်နေပြီမဟုတ်လို့ဘယ်လို့မှပြန်မဖြေနိုင်တော့ပါဘူးဖီနာကတပည့်တော်ကလူသားတော်မဟုတ်ပေမဲ့ဂျေဇူးပြုပြီးဘုန်းကြီးဝေခွင့်ပေးပါဖရားဆိုပြီးတနာစပွဲတောင်းပန်ခဲ့ပေမဲ့လေဆရာတော်ကလူသားမဟုတ်ရင်ဘယ်လိုနှီးနဲ့မှဘုန်းကြီးဝေလို့မရဘူးလို့ပြောခဲ့ပါလေဘယ်လို့မှတောင်းပန်လို့မရတဲ့အဆုံးမှာဖီနာကလည်းဒေါသတကြီးဖြစ်လာခဲ့ပြီးတော့ ငါမဝေ့ရရင်ပယ်သူမှလည်းမဝေ့စရာဘူးဆိုပြီးနှုံနှုံဘက်ကိုလှဲ့ကြည့်လိုက်ပါတော့တယ်ဒီအချိန်မှာကိုရင်လက်ထဲကအိုင်ပတ်ကြီးကလည်းလိုင်းပြောက်သွားခဲ့ပါပြီဒေါ်သာထွက်နေတဲ့ဖီနက်ကနှုံမြဲလေဘင်းကိုဆွဲညှစ်လိုက်ပြီးအသေးအတနေတဲ့အချိန်မှာမိခင်ဖြစ်သူကနောက်ထပ်အကူတို့တွေထပ်မလို့ပါနေတော့ဆိုပြီးငိုပြီးတော့တားရှာပါလေအသက်ရှူလို့မရတော့ဘဲတေလူဆဲဆဲဖြစ်နေတဲ့နှုံကဖီနက်နဂါးရုပ်ပါတဲ့ဆွဲကြိုးကိုဆွဲတာဟာနဂါးကိုယုံကြည်လို့မဟုတ်လား ဒါဆိုလည်းနဂါလိုပဲဘုံကြီးမိုးဝင်နိုင်တဲ့ကိစ္စကိုလက်လျှော့နိုင်ရမှာပေါ့ဆိုပြီးပြောလိုက်တော့တရေကြီးလည်းရုတ်တရက်ငြိမ်သွားပါတော့လေသူရဲ့မိခင်ကလည်းဘုံကြီးဝေခွင့်ရဖို့ထက်တားလေးကျွတ်လို့ဖို့ကပို့ပြီးတော့အရေးကြီးတယ်ဆိုပြီးဝမ်းနေစွာနဲ့ပြောနေပြန်တာပါဒီလိုနဲ့နောက်ဆုံးမှာတော့ဖီနာဟာအမြင်မှန်ယာသွားခဲ့ပြီးနှုံငုံလွတ်ချကသူ့မိခင်ကိုဥချကြတော့ပါတော့လေပြီးတော့နောက်ဘွားမှာသာလူထပ်ဖြစ်ခွင့်ရရင်အမေရဲ့တားလေးထပ်ဖြစ်ခြင်းပါတယ်လို့ပြောလိုက်ပြီး မိခင်ရဲ့ပေါင်ပေါ်မှာအိတ်ချလိုက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ဝိညာဉ်ဟာလွင်မျောပျောက်ကွယ်သွားခဲ့ပါတော့တယ်။နှုံငါဒေါ်ချန်းစီကဖီနာရဲ့သင်ငန်းကိုတောင်းယူလိုက်ပြီးဖီနာကိုစားသူဖုန်ကြီးဝစ်ပေးပါမယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့နှုံတို့၃ယောက်လုံးဟာသူတို့ရီမန်းထားကြတဲ့အတိုင်းပဲဖုန်ကြီးဝစ်နိုင်ခဲ့ကြပါပြီ။နှုံဖုန်ကြီးဝစ်ခဲ့ရတာကတော့ဆုံးပါသွားတဲ့သူ့ရဲ့မိခင်ဖြစ်သူအတွက်ရည်စူးပြီးတော့ဝစ်ခဲ့တာဖြစ်ပါတယ်။နှုံမြဲဖားခင်ဖြစ်သူလဲပြုံးရွှင်စွာနဲ့ရှင်ပြူပွဲမှာရှိနေတယ်လို့ ဒေါ်ချမ်းလဲစိတ်ပြန်လဲတည်ငြိမ်သွားပြီးတော့တန်းပြန်စွာပြင်ဆင်ကအလှမကြီးလိုတင့်တယ်လို့နေပါတော့တယ်။နောက်မှသူ့ရဲ့ဆွဲကြိုးကိုတော့ odd ကိုပေးလိုက်ပြီးတနေ့ကျရင် odd ကိုတိုင်လဲအဖိုးအတွက်ဖုန်ကြီးဝစ်ပေးရမယ်လို့ပြောခဲ့တာပါ။တိမ်မကြခင်မှာတော့ဖုန်ကြီးတစ်ပါးရဲ့ရုပ်လောင်းကိုတည်လာတဲ့ကားစီးရောက်လာပြီးအဲ့ဒီဖုန်ကြီးဟာဒီเจ้าမှာဖုန်ကြီးဝစ်ခဲ့တာဖြစ်ပြီးတော့အခုတော့လူထွက်ဖို့တရက်လိုမှပြန်လုံတော်မူသွားတယ်ဆိုပြီး ပြောတာကို ကြားလိုက်ရပါတော့တယ်။ဒီခါမှာကိုရင်လေးက ဒီเจ้าမှာကျင်စာနှစ်ခုရှိတယ်လို့ပြောလာခဲ့ပါတော့လေပထမတစ်ခုကရှင်လောင်းတွေဘုံကြီးမဝဲခင်တည်တတ်တာ ဖြစ်ပြီးအခုတော့ပြီးနာကျွတ်လွတ်သွားခဲ့ပြီဖြစ်တာကြောင့်အဲ့ဒီကျင်စာကပြီးဆုံးသွားပါပြီနောက်ထပ်ကြံရှိတဲ့ကျင်စာတစ်ခုကတော့ဒီเจ้าမှာဝတ်တဲ့ဘုံကြီးတွေဟာလူထွက်ခွင့်မရှိခြင်းပဲဖြစ်ပါလေလူဝဲလဲခြင်းသူတိုင်းဟာလူမထွက်မီတရက်လိုမှာတည်ဆုံးသွားတတ်ကြတယ်ဆိုပြီးပြောပြလိုက်တာပါအဲ့ဒီချိန်မှာပဲနတ်စင်ထဲမှာထူးခြားမှုတစ်စုံတစ်ခုဖြစ်ပေါ်လာခဲ့ပြီးတော့ ရုတ်တရက်လက်မဲကြီးတစ်ဖက်ထွက်လာခဲ့တာကိုမြင်လိုက်ရပြီးရုပ်ရှင်လေးဟာလည်းဒီမာတွင်ပဲဇက်သိမ်းသွားခဲ့ပါတော့တယ်။အဲ့ဒါကတော့ Phoenix 2မှာကျွန်တော်တို့မြင်ကြရမယ့်လူထွက်ခြင်းနဲ့ဘုံကြီးတွေကိုလိုက်တက်တဲ့တရေတကောင်ပဲဖြစ်ပြီးတော့ Phoenix 2ကိုလည်းမကြခင်မှာဆက်လက်တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်မှုကတော့ဒီမာရီမဲရန်နာခွင့်ပြပအောင်ခင်ဗျနောက်နေ့ဒီမာလေးရုပ်ရှင်စကားကောင်းများစွာနဲ့ပြန်လာခဲ့ပါအောင်မယ်စုံဒီအားပေးကြတဲ့ပရိသတ်ရောက်စီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ် ပရိသတ်များနဲ့တကွရွှေမြပြည်သားများအားလုံးပဲကျန်းမာပေးခြင်းကြပါသည်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ